ကျွန်တော်ဘုရားသခင်အလိုရှိတဲ့အရာကလောကမှာအောင်မြင်တော်သူထက်လောကကိုအောင်နေသူဖြစ်စီလောကကိုအောင်နေသူဒါလည်းစာတန်မာနတ်ကိုနိုင်နေသူဖြစ်တယ်အဲ့တော့ကျွန်တော်ကျမဟာခရစ်တော်ရဲ့အေးဝင်ကလေးတင်းစကားကိုရှင်းရှင်းလင်းလင်းနားလည်တဘောပေါက်ယုံကြည်လက်ခံပြီးတော့ကျွန်တော်ရဲ့အသက်ဝိညာဉ်ထာဝရအသက်ရရှိကြောင်းကိုသိရှိပြီးသားတူတိုင်းတူတိုင်းဟာလောကကိုအောင်တော်သူဖြစ်တယ် နံပါတ်2အနေနဲ့ကြည့်မယ်ဆိုရင် ရှာဖန်ယုံနေရတဲ့သူတို့မှာယန္တူရှိတယ်တဲ့ဒါဆိုရင်ကျွန်တော်တို့ယုံကြည်သူတွေမှာရောကျွန်တော်တို့မှာဘာရှိတယ်လဲဆိုတော့ကျွန်တော်တို့မှာယန္တူရှိတယ်ကျွန်တော်တို့ရှိတဲ့ယန္တူကကျွန်တော်တို့မျက်မြင်ကိုတွေ့လို့မရတဲ့ယန္တူလို့ဘုရားတခင်က ပြောထားတယ်အင်မတန်မှကြောက်ဖို့ကောင်းတယ်အဲ့ဒါလေးကျွန်တော်တို့ကြည့်အောင်ဘယ်နေရာကို ကြည့်မလဲဆိုတော့ အဖက်ခန်းကြီး6အပိုင်းငယ်30ကနေစနစ်ကိုကျွန်တော်တို့ကြည့်ရမနေ့ပြန်ကြရင်ကျွန်တော်လဲအဲ့အကြောင်းအရာလေးတွေနဲ့အနေငယ်အာဘိုက်ဘာစတာဒီလို့ဖို့ရှိတယ်အဲ့တော့အဖက်ခန်းကြီး6အပိုင်းငယ်30ကနေစနစ်ကိုရမယ်ဆိုရင်ကြည့်ရโอเคဖတ်ကြည့်ရအောင် โอเคအဲ့မှာဆိုရင်ကျွန်တော်ဘာတွေ့ရတယ်လဲဆိုတော့ရှက်ဖန်ယုံမာသူဟာလေသူ့အရွယ်နဲ့သူ့ခန္ဓာကိုယ်နဲ့ရင်းဆိုင်နေရတဲ့ယန္တုရှိတယ်လို့တဲ့ကျွန်တော်တို့ယုံကြည်သူတွေမှာလေယန္တုရှိတယ်တဲ့စာရန်ဆိုဝိညာဉ်ဆိုဆိုတဲ့ယန္တုရှိတယ်အဲ့တော့ကျွန်တော်တို့ဒါကိုတော့မပါဘဲနဲ့ကိုခွန်အားနဲ့ ထိုရန်သူတွေကိုတိုက်မယ်ဆိုရင်ဘလို့နီးနဲ့မှာတိုက်နိုင်မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မမြင်ရတဲ့ရန်သူလို့ပြောတယ်။ရှာဖန်ယုံတကောင်ဟာရှင်ဒီနဲ့ရှင်တိုက်ဖို့ရံတဲ့ဘလို့မှမလွယ်ပါဘူး။တိုးတော့ ရှာဖန်ယုံတကောင်ဟာကြောက်ဆောင်အောင်မှနေရတဲ့ခါမှာချင်းတိမကလို့ချင်းသေးတယ်ကြီးတဲ့အန်ဒီရမျိုးနဲ့လာရင်တော့လုံကြုံနေဆိုတာကိုတွေ့ရတယ်ဒီနေ့ဆက်ရှိခုမြောက်တော့ဆာလံအပိုင်ငယ်နှစ်ကိုထပ်၍ကြည့်ရအောင်ဆက်ရှိခုမြောက်တော့ဆာလံကျွန်တော်တို့အပိုင်ငယ်နှစ်အားလုံးအလွတ်ရမယ်နော်ထာဝရဘုရားတည် င်ပါကျွန်တော်တို့ဒီနေ့ဖို့တာဆူရမယ်ဆိုဆီယမတ်နှုတ်မြေရှင်းဆောင်ရသွားမယ်เนาะတရား16ခုမြောက်တော်ဆာလံပိုင်နေနေဆိုတော့ဒါရဖျက်ဒီငါဤကြောင်းဆက်ရောင်းဆိုနည်းနည်းကျွန်တော်တို့ခက်ခဲတယ်နော်ဒီနေ့နှုတ်ကပတ်တော်မှာဆိုရင်ဘာပြောထားလဲဆိုတော့ထာဝရဘုရားဒီငါဤကြောင်းတဲ့ငါဤအကွေအကာဖြစ်တယ်လို့ကျမ်းစာမှာဖော်ပြထားတယ်။အဲတော့ကျွန်တော်ဂျမတို့ရဲ့အတ္တတာအဲမှာလဲဒီနေ့ ရှာဖန်ယုံကဲ့သို့အန်တရေနဲ့ယင်ဆိုင်လာရတဲ့အခါမှာစာတန်ကိုကိုကိုတိုင်းသွားတိုက်လို့မရပါဘူး။သာဝရဘုရားကျွန်တော်တို့ဘက်မှာရှိနေရင်စာတန်ကိုတိုက်နိုင်တဲ့အခွင့်ကိုပါမကဘဲနဲ့စာတန်ကိုနိုင်တဲ့အခွင့်ကိုပါဘုရားတခင်ကပြင်ဆင်ပေးတယ်ဆိုတာကိုတွေ့ရတယ်။ကျွန်တော်တို့ဘုရားတခင်အလိုရှိတဲ့အရာကလောကမှာအောင်မြင်တော်သူထက်လောကကိုအောင်နေသူဖြစ်စီ လောကကိုအောင်နေသူဒါလင်စာတန်မာနတ်ကိုနိုင်နေသူ ဖြစ်တယ်အဲ့တော့ကျွန်တော်ကျမဟာခရစ်တော်ရဲ့အေးဝင်ကလေးတင်းစကားကိုရှင်းရှင်းလင်းလင်းနားလည်တဘောပေါက်ယုံကြည်လက်ခံပြီးတော့ကျွန်တော်ရဲ့အသက်ဝိညာဉ်ထာဝရအသက်ရရှိချောင်းကိုသိရှိပြီးသားသူတိုင်းသူတိုင်းဟာလောကကိုအောင်တော်သူ ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဘုရားသခင်အတူပါရှိတဲ့အခါမှာကျွန်တော်တို့စာတန်နဲ့ပြိုင်လိုက်တိုက်တိုက်ခိုက်တဲ့အခါမှာ ရှုံးဖို့ဆိုတာဘယ်တော့ဘယ်ခါမှမစင်စားနဲ့တဲ့မရှုံးတဲ့အပြင်ဘုရားသခင်ကဘာပြောလဲဆိုတော့နေညမပြတ်အပြစ်တင်တော့ယန္တူဒီဟူတော့စာတန်ကိုဘာလုပ်တယ်လဲဆိုတော့အောက်တို့ချလိုက်တယ်လို့ကျမ်းစာကပြောတယ်အဲဒီတော့ကြောင့်ကျွန်တော်တို့ရဲ့အတ္တမှာဘုရားသခင်ကိုခိုးလုံးမယ်ဘုရားသခင်ကို ကိုးစားမယ်ဆိုရင်ကျွန်တော်တို့ယန္တူဒီဟူတော့စာတန်မာနတ်ကိုလည်းကျွန်တော်တို့ကြောက်เสียအကြောင်းမရှိဘူးဆိုတဲ့အရာလေးကို တွေးရတယ် ။ဒါတော့ကျမ်းစာထဲမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်တခင်ယေရှုနဲ့သူ့ရဲ့တပည့်တော်တွေရဲ့အကြောင်းလေးကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာတနေ့မှသူတို့ကမုံတိုင်းနဲ့ဂျုံရတယ်။ဒါပေမဲ့မုံတိုင်းရဲ့အလယ်မှာကိုတော်ရှိနေတယ်တဘဲတော်ရင်းနဲ့အတူကိုတော်ရှိနေတဲ့ခါမှာဘာလှုပ်လိုက်တလဲဆိုတော့လေနဲ့ပင်လေကိုစုံမယုံတာမကဘဲနဲ့မုံတိုင်းကိုလည်းငိမ့်စီနေရတဲ့အခွင့်ကိုရတယ်ဒီနေ့ ဒီမှာရှိတဲ့မိษွေရဲ့အတ္တတာထဲမှာကျွန်တော်ရဲ့အတ္တတာထဲမှာခုနကပြောတဲ့ထာဝရဘုရားအတူပါရှိနေမယ်ထာဝရဘုရားကိုမိမိကိုးစားရအကြောင်းဖြစ်စေတဲ့သူတယောက်ရဲ့အတ္တတာထဲမှာဘေလူအခက်ခဲမျိုးစုံနဲ့ကြုံနေတော့ညာလေအဲ့အခက်ခဲအတားအဆီးတွေကြားထဲကနေပြီးတော့မလုပ်တလဲဆိုတော့လွတ်မြောက်ရာလမ်းကိုပါပြင်ဆင်ပေးတဲ့ဘုရားဖြစ်တယ်ဆိုတာကိုဒီနေ့ဒီအကြောင်းအရာလေးနဲ့ကျွန်တော်တို့တွေ့ရတယ် ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ကိုးစားရမမှားဖို့ကိုလေအိမတမအရေးကြီးတယ်ဆိုတဲ့အကြောင်းလေးကိုတွေ့ရမှာဖြစ်တယ်